အမ်ဟုတ်ကဲ့ဒီနေ့ကဒီနေ့ရဲ့ grammar လေးကတော့ဗောနော်ဒီနေ့ model verb နှစ်ခုကိုပြောမှာဖြစ်တယ်ဗောနော် can ရဲ့ want to ရဲ့ဗောနော်အဲ kyunen ကကြတော့အင်္ဂလိပ်လိုဆို can နဲ့တူတူပဲ volan ကကြတော့ want to ဗောနော် အဲဒီမှာဆိုရင် model ဘတ်အသုံးလို့ရှင်အင်္ဂလိပ်စာနဲ့အတူတူပဲပေါ့နော်အနောက်မှာ model ဘတ်ပြင် main verb လိုက်မယ်ပေါ့နော်ဒီမှာ model ဘတ်မှာဆိုလို့ရှင်ဒီမှာ conjugate လုပ်တဲ့အချိန်မှာ main verb ကိုသွားပြီးရော conjugate လုပ်ဆရာမလို့ပေါ့နော်ဒီ model ဘတ်ကိုပဲ conjugate လုပ်ဖို့လိုရယ်ပြီးသွားလို့ရှင် main verb ကတော့သူ့ရဲ့ basic form အတိုင်းပဲပေါ့နော်နောက်ဆုံးမှသွားပြီးကတ်ပေးရတယ်ပေါ့နော် ဒီမှာဥပမာလေးကြီးလိုက်မယ်ဆိုရင် h can voice expression ပေါ့နော်အဲဒီမှာ h အတွက်ဒီဒီ qnan ကိုအဲဒီ can အနေနဲ့ conjugate လုပ်လိုက်တယ်လုပ်ပြီးွားရဆိုရင်ကိုပြောချင်တာလေးစတိုက်ပြောသွားပြီးတော့မှနောက်ဆုံးမှ main verb ကိုဒီသူရဲ့ visit ဖောင်တိုင်း expression ဆိုပြီးတော့မှနေသွားထည့်ပြရပေါ့နော်အဲဒီမှာဒုတိယဥပမာလေးမှာကြီးကြီးမယ်ဆိုလို့ရှိရင်လည်းအတူတူပဲပေါ့နော်အဲ do အတွက်ဒူဖြစ်တဲ့အတွက်ကြောင့်မို့လို့ poland ကို feels လို့ အာ conjugate လုပ်လိုက်တယ်ပြီးသွားလို့ရှိရင်ကိုပြောပြောချင်တာဆက်ပြောလိုက်တယ်ပြီးသွားလို့ရှိရင်အ main verb ဖြစ်တဲ့ speed land ကိုနောက်ဆုံးမှာသွားပြီး basic form အတိုင်းထည့်လိုက်တယ်ပေါ့နော်အဲဒီမှာဆိုရင်ဒီ table လေးမှာဆိုလို့ရှိရင်သူ့ရဲ့ဟိုတခု pronoun like conjugate လုပ်လုပ်ရတဲ့ဟာရအားလုံးထည့်ပေးထားရပေါ့နော် pronoun အတွက်ဆိုလို့ရှိရင် age အတွက်က can ပြီးရင် तू ကတော့ st form ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ ast ပေါက်ပေါက်လိုက်တယ်ပေါ့เนาะဘာ error စီကကြတော့ဒီမှာ h နဲ့သွားတူတယ်ပေါ့เนาะ can လို့ပဲသုံးတယ်အဲ vr ကတော့ဒီ basic form time ပဲ qnen e ear ကကြတော့ qn ပြီးတော့ z စီကကြတော့ qnen ပေါ့เนาะ bolan ကလည်းအတူတူပဲ h နဲ့ error စီကတော့ bell ပဲပြီးွားလို့ရှင်သူကတော့ error စီ form fill ဆိုပြောင်းပေးရတယ်ပြီးရင် vr နဲ့ z စီကတော့ bolan ပေါ့เนาะ ear ကတော့အဲ tape အောင်ပေါ့เนาะ full ဆိုပြောင်း ြောင်းပေးရတယ်ပေါ့နော်အာနောက် grammar တစ်ခုကကြတော့ perfect ပေါ့နော် perfect ကတော့အင်္ဂလိပ်လိုဆိုရင် present perfect နဲ့အတူတူပဲပေါ့နော်အဟပ်လက်ဘက်တရီပေါ့နော်အဒီမှာဆိုလို့ရှိရင်အသူကကြတော့အဟာဘယ်နဲ့ဇိုင်းနဲ့နှစ်ခု auxiliary နှစ်ခုတဲရပြန်ရွေးရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်အဲ auxiliary back ကို ပါလေကွန်ဂျူဂိတ်လုပ်မယ်ကိုသုံးတဲ့ဟိုဟာ subject ပုံမူတည်ပြီးတော့မှနေကိုကနောက်ဆုံးမှဆိုလို့ရှိရှင်ဒီ factory ကိုသွားပြီးတော့မှနေအကတ်ပေးလိုက်ရတယ်ပေါ့နော်အာဒီမှာ Harvard နဲ့ဆိုင်နေကိုဘယ်လိုအခြေအနေမျိုးမှာ Harvard သုံးပြီးတော့ဘယ်လိုအခြေအနေမျိုးမှာဆိုင်သုံးမလဲပေါ့နော် အာဟာဗန်ကိုကြတော့မြာတော့အဖြစ်ဘတ်တွေမှာဟာဗန်သုံးတယ်အာမြာတော့အဖြစ်ဆိုလို့ရှိရင်ဒီ location မပြောင်းဘောเนาะပြောလို့ရှိရင်သူ့ရဲ့ state of being ကမပြောင်းပါဘူးဘောเนาะအဲအဲ့လိုဆိုလို့ရှိရင်ဟာဗန်သုံးတယ်ဇာယာကြတော့ဥမာ movement တွေဘောเนาะသွားတည်လာတည်ဘောเนาะ location တနေရာနေတနေရာပြောင်းသွားရဆိုလို့ရှိရင်ဇာယုံသုံးတယ်ပြီးရင်သူ့ရဲ့အာ state တွေ change ွားဘောเนาะဥမာတည်သွားတာတို့ထလာတာတို့ပြောလို့ရှိရင်ဖြစ်လာတာတို့အဲ့လိုပုံစံမျိုးတွေဆိုလို့ ရှိရင် sign နဲ့တွဲပေးရရပေါ့နော်ဒါကြောင့်သူ့ရဲ့ sentence structure လေးပေါ့နော် subject ပြောလို့ရှိရင်အာ have နဲ့ sign ကို subject ပုံမူတည်ပြီးတော့မှနေ conjugate လုပ်မယ်ပြီးရင် other element တွေကိုပြောချင်တာတွေဆက်ပြောမယ်ပြောဖို့ရဆိုရင်နောက်ဆုံးမှ main verb ကိုကြာတော့ past participle ပေါ့နော် verb 3နေနဲ့ပြန်ပြောင်းပေးမယ်ပေါ့နော်အာဒီမှာဥပမာလေးတူတူကြည့်လိုက်မယ်ပေါ့နော်ဥပမာလေးမှာဆိုရင် age အဲဒီမှာကျတော့သူ့ရဲ့ main back ကကျတော့ accent ပေါ့နော်စားတီဖြစ်တဲ့အတွက်ကြောင့်မို့စားတီပေါ့နော်စားတီဆိုတော့သူကအာတနေရာနဲ့တနေရာလေးပြောင်းသွားတာမဟုတ် stage တွေပြောင်းသွားတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ harbor ကိုသုံးတယ်အဲ ish harbor ပေါ်ပြောချင်တာဆက်ပြောရဲ pizza gigansen ပေါ့နော် accent အဲ accent ရဲ့ pass pass party spare ကျတော့ gigansen ပေါ့နော်အာဒီဒုတိယ line မှာလည်းအတူအတူတူပဲပေါ့နော်သူ့ရဲ့ main back ကကျတော့ faran အာဖိုင်ရမို့နော်အသွားတီပေါ့နော်သွားတီဆိုတော့တနေရာနေတနေရာပြောင်းသွားရဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကကြတော့ဆိုင်နဲ့တွဲတယ်ပေါ့နော် a ရဲ့အဲ a ဘတ်ဆိုင်ပေါ့နော် a a ရဲ့ဘတ်ဆိုင်ကကြတော့ is ဖြစ်တယ်ပြောရလို့ရှိရင်ကိုပြောချင်တာလေးဆက်ပြောပြီးတော့မနေ faran ရဲ့ battery ဖြစ်တယ်အဲ get faran ကိုပေါင်းလိုက်တယ်ပေါ့နော် ဒီမှာဆိုလို့ရှိရင်တတိယအကြောင်းမှာဆိုလို့ရှိရင် main back ကဇေဟန်ပေါ့နော်အဲဇေဟန်ကကြတော့ကြည်တီကြည်တီပေါ့နော်ကြည်တီကြည်တီကလည်းဟိုတနည်းအားနဲ့တနည်းအားပြောင်းသွားတာလည်းမဟုတ် old stage လည်းပြောင်းသွားတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ haven နဲ့တုံးနေအာ vr ရဲ့ဟိုဟာ vr vr အတွက်ကို back ကို conjugate လုပ်လိုက်တဲ့အချိန်ကျတော့ haven က haven ပဲပို့ရရင်ကိုကြည်ကျင်နေဟာပြောရဲပြောပြောမှနေနောက်ဆုံးမှာဇေဟန်ရဲ့အာဘက်တရီဖြစ်တဲ့ gate gezian ကိုထည့်လိုက်တယ်ပေါ့နော်အာဒီနေ့ရဲ့ grammar လေးရတော့ဒီလောက်ပါပဲ